အခုတင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားမှာမြန်မာနိုင်ငံသားများအသက်ခံရမှုကိုယခုရက်ထိမဖော်ထုတ်နိုင်သေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဘရူနိုင်းနိုင်ငံဘီကာဝွန်မြို့မှာဇိုလ29ရက်နေ့ကကျင်းပခဲ့တဲ့46ကြိမ်မြောက်အာဆီယံနိုင်ငံသားရေးဝင်ကြီးများတွေ့ဆုံဆွေးနွေးပွဲမှာမလေးရှားနိုင်ငံသားရေးဝင်ကြီးကမလေးရှားနိုင်ငံအတွင်ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားများအသက်ခံရမှုကိုထည့်သွင်းဆွေးနွေးခြင်းမပြုဘဲမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေတဲ့ပြည်ပခါတွေကိုသာအလေးထားဖြေရှင်းမှုအတွက်ပြောကြားခဲ့ပါတယ်။ အဲ့ဒီတွဲဆောင်ဆွေးနွေးပွဲမှာမလေးရှားနိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံအတွင်းအခုရက်တီတိုင်းမအေးစမ်းသေးတဲ့အခြေအနေတွေဟာဒေတာရင်းနိုင်ငံတွေဖြစ်တဲ့မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတွေအတွက်ပါစိုးရိမ်ပွဲရဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့မွတ်စလင်ဘာသာဝင်များလုံခြုံမှုရှိစေဖို့နဲ့ပြစ်မှုကျူးလွန်သူတွေကိုတရားဥပဒေနဲ့အညီပွင့်လင်းမြင်သာစွာတရားစီရင်တင်ကြောင်းတောင်းဆိုခဲ့ပေမဲ့လည်းမကြာမီကာလအတွင်းကဖြစ်ပွားခဲ့တဲ့မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများအသက်ခံရမှုတွေအတွက်တော့ဖော်ထုတ်ပေးမယ်လို့မလေးရှားအစိုးရဘက်ကပြောကြားခဲ့ခြင်းမရှိပါဘူး။လွန်ခဲ့တဲ့ရက်သက်တပတ်တွေအတွင်းကမလေးရှားနိုင်ငံမှာမြန်မာနိုင်ငံသားများအသက်ခံရမှုတွေကြောင့်မြန်မာရွှေပြောင်းအလို့သမားများအကြားစိုးရိမ်မှုတွေရှိနေကြပြီး မြန်မာအစိုးရဘက်မှဆွေးနွေးညှိနှိုင်းမှုတွေလှုပ်ဆောင်ခဲ့ပေမဲ့လည်းပြစ်မှုကျူးလွန်သူတွေကိုမလေးရှားအစိုးရကဖော်ထုတ်ပေးဖို့အတွက်ခရီးပြူခြင်းမရှိခဲ့ပါဘူးအဆိုပါဖြစ်ရတွေမဖြစ်ပွားခင်အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့မြန်မာတပ်ရုံးကိုဘုံဖောက်ခွဲဖို့အတွက်ကြိုးပမ်းမှုတရက်ကိုလည်းအင်ဒိုနီးရှားရဲ့တပ်ဖွဲ့ကတားဆီးဖော်ထုတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်ရှင်